ကျွန်တော်တို့ကူးကွယ်တဲ့ဖခင်ကကရင်လို့ဆိုရွာတဲကလို့ကျွန်တော်တို့ခေါ်တယ်လေနော်။သုံးပါးတဖျားဖြစ်တဲ့အခါမှာနော်ကျွန်တော်တို့ခမဲတော်သားတော်တသရှင်တော်ဝိညာဉ်တော်အဲ့ဒီလိုရှိရဲ့အခါမှာအောပွေရပဲယောမအခန်းကြီး9ခန်းရဲ့တက်ကနေ17ထင်းမှာလဲအဲ့ဒီသုံးပါးတစ်ပါးရဲ့ဖြစ်ချင်းကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါလား။အာယောမ9 9ထဲမှာဆိုတသရှင်တော်ဝိညာဉ်တော်အကြောင်းကိုပြောထားပြောထားတယ်။တသရှင်တော်ဝိညာဉ်တော်အပြင်ငါတို့ရဲ့စိတ်နှလုံးထဲမှာ ရားသခင်ရဲ့မေတ္တာတော်ကိုညွန်လောင်းပေးတယ်ဆိုတာကိုတွေ့ရတယ်။ကျွန်တော်တို့အားလုံးအလွတ်ရတဲ့ကျမ်းပိုက်ငါတို့ဒီအပြစ်ရှိစဉ်ပင်ခရစ်တော်ဒီငါတို့ဖို့အသေးခံတော်မူသည်ဖြစ်၍ဘုရားသခင်ဟာငါတို့ကိုဘယ်မျှလောက်ချစ်တော်မူသည်ကိုငါတို့ကိုထင်ရှားစွာပြတော်မူတယ်။ဆိုတော့တားတော်ဖရားရဲ့အသေးခံတော်မူခြင်းကိုဆက်လက်ဖော်ပြထားတယ်ဆိုတော့ယောမခန်းကြီး97မှာတော့နော်ဘာကိုတွေ့ရလဲဆိုတော့နော်ခမဲတော်ဖရားနဲ့ဆိုင်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်။အဲတော့ ထိုမြတ်မကငါတို့တခင်ယေရှုခရစ်အားဖြင့်ပြန်လည်တင်မြတ်ခြင်းဂျေစုကိုယခုခံရပြီလင်ထိုတခင်အားဖြင့်ဖျားတခင်ဤဂုံယူဝမ်းမြောက်ခြင်းရှိကြ၏အတိတ်ဘယ်ကထိုမြတ်မကเนาะအဲ့ဒီယောမ57မှာထိုမြတ်မကငါတို့တခင်ယေရှုခရစ်အားဖြင့်ဖျားတခင်၌ဂုံယူဝမ်းမြောက်ခြင်းဝါကြွားခြင်းရှိပါတယ်ဆိုပြီးတော့နော်အဲ့ဒီအကြောင်းအရာကိုဖော်ပြတယ်နော်ထိုတခင်အားဖြင့်ငါတို့ဟာဒီသင့်မြတ်ခြင်းကိုယခုခံရကြတယ်တဲ့ ဆိုတော့เนาะဒီ၃ပါးသဘာဖရာရဲ့ဖြစ်ခြင်းဟာယနေ့ကျွန်တော်တို့ရဲ့အတ္တကြအထက်မှာဘာကိုယူဆောင်လာပြီလဲဆိုတော့အရေးကြီးတဲ့အကြောင်းအရာ၆ခုတန်ဖိုးဖြတ်လို့မရနိုင်တဲ့အကြောင်းအရာ၆ခုကိုယူဆောင်ပြီးတယ်အဲ့ဒါကတော့နံပါတ်၁တခုကတခြင်းမစ်ကြပဲဖြစ်ပါတာနံပါတ်၂က grace ဆိုတဲ့ဂျေဇုတော်အဲ့ဒီယောမခန်းကြီး၅အခန်းငယ်၁ကနေနှစ်မှာ ။နော်အဲ့ဒီအထက်မှာကျေးဇူးတော်ဆိုတာကိုတွေ့ရတယ်။နံပါတ်3တခုညိန်သက်ချင်းဆိုတာကိုလည်းတွေ့ရ။နံပါတ်4တခုမျော်လင့်ချင်းဆိုတာကိုတွေ့ရ။နံပါတ်5တခုက life ဆိုတဲ့အသက်တော်အဖြစ်ကဲတင်တော်မူခြင်းတို့ငါတို့ဟာတာရွေးရောက်ကြတယ်တဲ့ယောမအခန်းကြီး90မှာဖော်ပြထားပါနော်နောက်ဆုံးနံပါတ်6တခုကဘုံတော်အထက်မှာငါတို့ဟာ တာ၍မျောလင့်စရာရှိတယ်ဆိုတော့သုံးပါးသဘာဖရားဟာယုံကြည်သူရဲ့အတ္တကြအထက်မှာလှုပ်ဆောင်ပေးတဲ့အကြောင်းအရာ6ခုကိုအံ့ဩဖွယ်ရာတွေ့ရအဲ့ဒီကောင်းကင်ဘုံအဖာကကျွန်တော်တို့အထက်မှာယူဆောင်လာပြီးတဲ့အရာထာဝရနဲ့ဆိုင်တဲ့အရာဖြစ်တဲ့ထာဝရအထိမပြောင်းမပြည့်နိုင်ဒါကြောင့်ကျွန်တော်တို့ကပြီးစရာဘာရှိလဲဆိုတော့ကျွန်တော်တို့ရဲ့အထက်မှာတန်ဖိုးဖြတ်လို့မရနိုင်တဲ့သုံးပါးသဘာရဲ့ဖြစ်ချင်းတွေရှိပါတယ်အဲ့ဒီအရာပဲကျွန်တော်တို့ကဟုတ်ခုနကခလေးလေးတွေ သားသမီးတွေစီကိုကျွန်တော်လက်ဆင့်ကမ်းစရာရှိရယ်အဲ့တော့ယနေ့ကျွန်တော်တို့ဟာနှစ်ပါးတက်တခုဖရားရဲ့ချစ်ချင်းမေတ္တာကိုအရင်ဥဆုံးခံစားရဖို့လိုပါတယ်အဲ့ဒီယောမငါးငါးထဲမှာအဲ့တော့ချစ်ချင်းမေတ္တာလို့ပြောရင်သူတစ်ဖြစ်ကျွန်တော်တို့ဟာကဲတင်ချင်းခံရပြီးတဲ့အခါမှာကျွန်တော်တို့ဟာခြေစွတော်နယ်ပယ်ထဲမှာရောက်လာတယ်ခြေစွတော်နယ်ပယ်ထဲမှာကျွန်တော်တို့ပထမဆုံးမွေလျော်ဝမ်းမြောက်ရတဲ့အကြောင်းအရာလည်းဖြစ်ပါတယ်အဲ့တော့နော်ခရိယန်အတ္တတာလို့ပြောရင်ဒုက္ခဆင်းရဲမရှိတော့တာမဟုတ်ပါဘူး နော်လောကမှာမွေးလာကြတဲ့ကလောကရန်တရားကိုဘယ်ဘာသာတရားမဆိုဘယ်လူမျိုးမဆိုရင်ဆိုင်ရတာပါပဲဒါပေမဲ့ယနေ့ကျွန်တော်တို့ရဲ့အတ္တဇာထဲမှာဖခင်ရဲ့ချစ်ချင်းမေတ္တာကိုတွန်းလောင်းချင်းခံစားရတဲ့သူရဲ့အတ္တဇာကဲတင်ချင်းခံစားရပြီးတဲ့သူရဲ့အတ္တဇာလေဒီဒုက္ခဆင်းရဲကိုရင်ဆိုင်တွေ့ကြုံရမှာပဲဖြစ်ပါတယ်စိတ်ပြက်အားလျော့ခြင်းတွေရှိနေပါတယ်နော်ဒီဒုက္ခပြဿနာတွေများစွာရှိတယ် ဒါပေမဲ့ကျွန်တော်တို့ရဲ့အထဲမှာရှိတဲ့ဖခင်ရဲ့ချစ်ခြင်းမေတ္တာကဒီဒုက္ခဆင်းရဲတွေထက်ပိုးရပွားများခြင်းရှိတယ်ဆိုတာကိုနားလည်ဖို့လိုတာဖြစ်ပါတယ်။နော်ဒုက္ခဆင်းရဲကြိုက်တလောက်လာပါစေ။ငါအထဲမှာရှိတဲ့ဖခင်ရဲ့ချစ်ခြင်းမေတ္တာကအဲ့ဒီထက်ပိုပြီးတော့ကြီးမားတယ်။ပိုပြီးတော့မြင့်မြတ်တယ်။ပိုပြီးတော့ကျွယ်ဝခြင်းရှိပါတယ်ဆိုတာကိုကျွန်တော်တို့ကခံစားဖို့ပဲလိုပါ။နော်ယနေ့ကျွန်တော်တို့လောကမှာနေတဲ့အခါမှာ စုံစမ်းခြင်း၃မျိုးရှိတယ်။နော်သူကအဲနဘတ်တကတెంတေးရှင်းလို့ခေါ်တယ်။ ठी ၃လုံးနဲ့မှိုက်ရင်လူနိုင်ဖြစ်တတ်သောစုံစမ်းနောက်ရှက်ခြင်းလို့ခေါ်တယ်။လူနိုင်ဖြစ်တတ်သောစုံစမ်းနောက်ရှက်ခြင်းကိုကျွန်တော်တို့အရောက်ချင်းစီတိုင်းခံစားရမှာဖြစ်တဲ့ဒါပေမဲ့ဘုရားတခင်ကတစ္ဆာနဲ့ပြည့်စုံတော်မူသည့်ဖြစ်၍တင်းတို့မခံနိုင်သောစုံစမ်းနောက်ရှက်ခြင်းကိုတင်းတို့၌ရောက်စိတ်တော်ငါအခွင့်ပေးတော်မူဘူးလို့ပြောဘုရားကအဲ့ဒီစုံစမ်းခြင်းအားလုံးကိုဘာလုပ်ထားပြီးသားလဲစီမံထားပြီးသားစီရင်ထားပြီးသား ယောဘစီကိုစာနာလာပြီးတော့စုံစမ်းခြင်းရဖျားကိုအရင်ခွင့်တောင်းရတယ်ကျွန်တော်ကျမတို့စီမလူနိုင်ဖြစ်တတ်သောစုံစမ်းခြင်းပဲပြောပြောစာနာမာနရဲ့ထီနောက်တလုံးက tribulation လို့ခေါ်တယ်စုံစမ်းတွေးဆောင်ခြင်းလို့ခေါ်တယ်အဲ့ဒီစုံစမ်းတွေးဆောင်ခြင်းကိုကျွန်တော်တို့စီမလာရင်လဲဖျားရဲ့အခွင့်အောက်မှာဖခင်ရဲ့ကန့်တတ်မှုအောက်မှာပဲလာရဖခင်ရခင်ဟာအရာအလုံးကိုစီမံအုပ်ချုပ်ထားတယ်ဆိုတာကိုကျွန်တော်အဲ့ဒီပုံမှာယုံကြည်စိတ်ချဖို့ဖြစ်တာဖြစ်တယ် နောက်ဆုံးအရေးကြီးတဲ့ခရိယာတက်တာအတွက်အရေးကြီးတဲ့အရာက testing လို့ခေါ်ဘုရားကိုယ်တိုင်စုံစမ်းစမ်းတတ်တာဘုရားသခင်ကိုယ်တိုင်စစ်ဆေးတာနော်ဘုရားကနော် तू ချစ်တဲ့သားကို तू စစ်ဆေးတယ် तू စစ်ဆေးတာဘယ်လိုစစ်ဆေးလဲဆိုတော့တဲ့ရွှေကိုမီးနဲ့စစ်တယ်လို့ပဲတဲ့အဲ့တော့ကျွန်တော်တို့ဟာခရိယံတက်ကြလို့ပြောရင်ခရစ်တော်ကိုယပြီးကယ်တင်ခြင်းယပြီးရင်ကျွန်တော်တို့ဟာရွှေတော့ရွှေပဲမြေအောက်မှာရှိတဲ့ရွှေပဲရှိသေးတယ် အဲ့ဒီရွှေကအယောင်တောက်ပြောင်လာဖို့အဲ့ဒီရွှေကတန်ဖို့ရှိလာဖို့အတွက်မီးကို ငရဲမီးကို ဖြတ်ဖို့လို့အဲ့တော့ရွှေမှာကတ်နေတဲ့တန်သူတန်ဆတ်ရွှေရွှေမှာကတ်နေတဲ့ခြေတွေအားလုံးကိုသူကငရဲမီးနဲ့เนาะအင်မတန်မှပြင်းတဲ့ငရဲမီးကို ဖြတ်စေဒါဆိုရင်တန်ဖို့ရှိတဲ့ရွှေလေးထွက်လာအခရိယတက်ကြလဲအဲ့ဒီလိုပဲကျောက်ကဲတဲ့ချင်းရပြီးခရိယဖြစ်တယ်လို့ပြောရင်မြေကြီးအောက်မှာရှိတဲ့ရွှေ ပဲရှိသေးတယ်ဒုက္ခဆင်းရဲကိုဖရာကဖြတ်တန်းစေဟုတ်ကနကလူနိုင်ဖြစ်တတ်သောစုံစမ်းနောက်ဆက်ခြင်းစံတန်ရဲ့စုံစမ်းတွေးဆောင်ခြင်းမကောက်စံတန်ရဲ့စုံစမ်းတွေးဆောင်ခြင်းကဖရာကဒီလိုတောင်ကြွားငတ်ကြွယောဘကိုကြည့်အခုလက်အသင်းတော်ကိုသူကပြပြီးတော့ဒီမှာအသင်းတော်ကိုဖရာရဲ့ပညာတော်တွေကိုအထွတ်မြတ်အာနာစက်တွေကိုအသင်းတော်အားဖြင့်သူကပြသူ့ရဲ့ထူးဆန်းတဲ့တကူပညာကိုတဲ့အသင်းတော်အားဖြင့် အထွတ်မြတ်အာနာစက်တကိုသူကပြတယ်စုံစမ်းကြိုက်တဲ့လောက်စုံစမ်းအတင်းတော်တတမှာရှိတဲ့သူတွေဟာရွှေမီးကိုဖြတ်နိုင်တဲ့သူတွေဖြစ်တယ်ရွှေအစစ်ဖြစ်တယ်ဆိုတာကိုအထွတ်မြတ်အာနာစက်တကိုကြိုက်တဲ့လောက်လာစုံစမ်းဆိုပြီးတော့အဲ့ဒီလိုကိုဝါကြွားအဲ့ဒီလိုကိုထုတ်ပြတာအတင်းတော်ကိုဒါပေမဲ့ယနေ့ကျွန်တော်ဟာအတင်းတော်တက်ကြတဲ့မှာကျွန်တော်တို့ကဒီဒုက္ခဆင်းရဲကိုမခံချင်ဘူးညီအောင်မှာရှိတဲ့ရွှေလောက်ပဲကျွန်တော်တို့ကရှိနေတော့ တန်ကြီးတွေကတ်နေနော်ကြီးတွေသူ့ရဲ့ချီးတွေကတ်နေတဲ့အခါကျတော့တန်ဖိုးကမတူဘူးဖြစ်တယ်ရွှေနဲ့မြေကြီးဒီအောက်ကနေယူလာတဲ့ရွှေနဲ့ပဒိန်မှာငရဲမီးကိုတန့်စင်ခံထားရတဲ့ဒီငရဲမီးကိုနဲ့တန့်စင်ခံထားရတဲ့ရွှေကတန်ဖိုးမတူလုံးဝမတူဒါကြောင့်နေကျွန်တော်တို့ရဲ့အသက်ကြာထဲမှာနော်ဒီစုံစမ်းခြင်းကိုဘလောက်ပဲတွေ့ကြုံရတွေ့ကြုံရတော့ကျွန်တော်တို့ရဲ့အသက်ကြာဟာ စစ်မှန်တဲ့ဘုရားရဲ့ချက်ချင်းမစ်ကြာကျွန်တော်တို့ရဲ့အတ္တကြာထဲမှာတန်ရှင်တော်ဝိညာဉ်တော်အဖြစ်တွန်းလောင်းနေခြင်းကိုခံစားအောင်ဖို့ဖြစ်ပါတယ်အဲ့တော့တော့ကျွန်တော်တို့ဟာတခင်ယေရှုခရစ်တော်ကိုနှုတ်နဲ့ဝန်ခံအိုးတခင်ယေရှုလို့ကျွန်တော်တို့နှုတ်နဲ့ဝန်ခံတဲ့စိတ်နှလုံးထဲကနေယုံကြည်ကြတဲ့ကဘုရားဟာဝိညာဉ်တော်အဖြစ်ကျွန်တော်တို့ရဲ့ဝိညာဉ်ထဲမှာလာရောက်ရှိပြီဖြစ်တယ်နေရစနေမှာသူရဲ့ချစ်ချင်းမေတ္တာကိုဘယ်ထဲမှာတုံလောင်းလဲဆိုတော့ကျွန်တော်တို့ جماعه တို့ရဲ့စိတ်နှလုံးထဲမှာတုံလောင်းတာဖြစ်ပါတယ် အဲ့တော့နော်ဖယားရဲ့ချစ်ချင်းမိသားကိုစိတ်နှလုံးထဲမှာသွန်လောင်းတော့နော်စိတ်နှလုံးထဲမှာဖယားရဲ့မိသားနဲ့ပဲပြည့်လာအခုကကျွန်တော်တို့ရဲ့နှလုံးသားထဲမှာဘုသူ့ရဲ့မိသားပဲစိုးမိုးလဲဆိုဖယားရဲ့ချစ်ချင်းမိသားပဲစိုးမိုးနေတသင်းတော်ဝိညာဉ်တော်ကနေတသင်းအဲ့တော့ဒီဒုက္ခပြဒနာတွေဟာဘလောက်ပဲကျွန်တော်တို့အတ္တတာထဲမှာရှိနေရှိနေ ငါအထဲမှာရှိရဖရားရချစ်ချင်းမေတ္တာငါအထဲမှာရှိတဲ့ချစ်ဖရားရကျေးဇူးတော်ကလုံလောက်မှုရှိနေပိုးပြီးတော့ကြွယ်ဝချင်းရှိတဲ့အခါမှာတော့ငါတို့ဟာတွေ့ကြုံရတဲ့ဒုက္ခဆင်းရဲဟာငါတို့ကိုပုံတရံပြောင်းလဲပေးဖို့အတုံးပြုတဲ့သစာပလာများပဲဖြစ်တော့ပါ။တော့ဒါကြောင့်တော့ယနေ့ကျွန်တော်တို့ရဲ့အတ္တအထဲမှာနော်တစ်ချိန်တုန်းကတော့ကျွန်တော်တို့ဟာယန္တူတွေဖြစ်ပါတာအထက်ကနော်ယန္တူဖြစ်တဲ့ဖရားနဲ့ဆန့်ကျင်တဲ့ယန္တူတွေဖြစ်ပါတယ်။ဒါပေမဲ့ ျွန်တော်တို့အပြစ်ရှိနေစဉ်ပင်ခရစ်တော်ဟာငါတို့အတွက်ကြောင့်အသေးခံသားတော်ရဲ့အသေးခံပေးခြင်းကြောင့်ဖခင်ရဲ့ချစ်ချင်းမေတ္တာကြီးမားကြောင်းငါတို့မြင်ခဲ့ရတယ်။ဒီနေ့ခရစ်တော်ငါတို့အတွက်အသေးခံတယ်အတွေ့အုံပေးတယ်။ဒါကြောင့်ငါတို့ဟာဖခင်ထံမှာပြန်လည်ပြီးတော့တင့်မြတ်ခြင်းကိုရတာဖြစ်တယ်။နော်ဒါကြောင့်မလို့ကျွန်တော်ကျမတို့ကိုဒုက္ခဆင်းရဲပေးတွေ့တဲ့ဖခင်ကကျွန်တော်တို့ကိုမနာကျင်စေပါဘူး။နော်သူရဲ့မေတ္တာနဲ့ပို့ပြီးတော့ နော်ထိတွေ့ဖို့ရန်အတွက်ပဲဖြစ်ပါတယ်ဒါဆိုဖခင်ရဲ့ချစ်ချင်းမေတ္တာကျွန်တော်တို့ရဲ့နှလုံးသားထဲမှာတွန်းလောင်းလာပြီဆိုရင်ကျွန်တော်တို့ရဲ့နှလုံးသားစိတ်နှလုံးထဲမှာပါရှိတယ်နော်ကျွန်တော်ဩတပရှိတယ်ဩတပဟာခရစ်တော်ရဲ့အသေးခံပေးခြင်းအတွေ့အွန်ပေးခြင်းကကျွန်တော်ဩတပကိုကြည်လင်စေပြီးတော့ကျွန်တော်တို့ရဲ့အသိဉာဏ်ထဲမှာဖခင်ရဲ့ချစ်ချင်းမေတ္တာကိုတိမြင်လာတိနားလေလာကျွန်တော်တို့ရဲ့ခံစားစိတ်ထဲမှာလည်းသူကဘာဖြစ်လာလဲဆိုတော့ဖခင်ရဲ့ချစ်ချင်းမေတ္တာကိုခံစားရရင်နဲ့ ရှေးဥပ္ပတာဆိုတော့ဖះကိုပြန်ချက်လာတယ်ဖះရဲ့လူတွေကိုလည်းချက်တတ်လာခယုဆိုင်တတ်လာတပားသူတွေကိုလည်းဖះရဲ့မိတ္တာနဲ့ချက်တတ်လာခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့ရဲ့အလိုစံတန်းကလည်းဖះကိုချက်ဖို့ရွေးချယ်တယ်ဖះရဲ့လူမျိုးတော်ကိုလည်းချက်ဖို့ရွေးချယ်တယ်လို့တပားမျိုးသားတွေကိုလည်းဆက်လက်ပြီးတော့ချက်ဖို့ရွေးချယ်လာတာဖြစ်ပါတယ်ဒါကကျေးဇူးတော်နဲ့ပယ်ထဲမှာเนาะအထူးသဖြင့်သုံးပါးသဘာဖះရဲ့ နော်မိကြတော်ကိုကျွန်တော်တို့ပထမဆုံးမှုလျော်ရတဲ့မင်္ဂလာတစ်ခုဖြစ်ပါတယ်နောက်ထပ်နံပါတ်1မင်္ဂလာကခြေဆုတော်ဖြစ်ပါလားယောမ9နှစ်မှာဖြစ်တဲ့ငါတို့ယက်တည်တော့ဤခြေဆုတော်ထဲမှာယုံကြည်ခြင်းကြောင့်တိုးဝင်ခွင့်ရရှိကြတယ်အဲ့ဒီခြေဆုတော်ထဲမှာငါတို့ဟာဘာလုပ်လဲယက်တည်တယ်ဆိုတော့ကျွန်တော်တို့ယက်တည်ရမယ့်နယ်ပယ်ရှိပါတယ်အဲ့ဒါကခြေဆုတော်ဖြစ်တဲ့အတိတ်ဘက်ကခြေဆုတော်ရှိတဲ့နေရာမှာကျွန်တော်တို့ယက်တည်ဖို့ဖြစ်ပါတယ်ကျွန်တော်တို့ရှိဖို့ဖြစ်ပါတယ် ကျေးဇူးတော်ရှိတဲ့네ပယ်အပြင်မြောက်ခံစားနေရတယ်ဆိုရင်တော့ကျွန်တော်တို့ချက်ချင်းလက်ပြန်ဖို့ဖြစ်ပါတယ်ဆိုတော့ဒီအသင်းတော်က great ချက်လို့ပေးထားတယ်ကျေးဇူးတော်အသင်းတော်လို့ပေးထားတယ်ဒါပေမဲ့ဖခင်ရဲ့ကျေးဇူးတော်ကိုစစ်မှန်စွာသင်ခံစားရလားမခံစားရလားဆိုတာအရေးကြီးတာဖြစ်ပါတယ်ဒီနေရာမှာလာပြီးတော့ဖခင်ရဲ့ကျေးဇူးတော်ကိုမခံစားရဘူးဆိုရင်တော့တခုခုတော့မားနေမှာဖြစ်တယ်အဲ့တော့ကျေးဇူးတော်ယနေ့ကျွန်တော်တို့ယက်တီရမယ့်နေရာ ကျွန်တော်တို့ရှိရမယ့်နေရာဘယ်နေရာလဲဆိုတော့ဘုရားရဲ့ကျေးဇူးတော်နေရာမှာဖြစ်ပါလားအဲ့တော့เนาะယနေ့ကျွန်တော်တို့ဥပမာဇနီးအိမ်ထောင်တဲ့တွေကတောက်ကဆဖြစ်တယ်ဥပမာဇနီးတဲ့နဲ့ခင်မွန်းတဲ့ကြားထဲမှာကတောက်ကဆဖြစ်နေစကားများတော့မယ်ဆိုရင်ကျွန်တော်တို့ကျေးဇူးတော်ရဲ့နေပယ်အပြင်ဖက်ရောက်တော့မယ်အဲ့ဒီမှာ stop ဆိုတဲ့စကားလုံးတစ်လုံးရှိတယ် ်ရက်လိုက်မရလဲပြုတ်ပြုတ်ပြုတ်ပြောနေတဲ့ဟာကိုရက်လိုက် ခင်ပွန်းတယ်လဲပါလဲရက်လိုက်ဒါဆိုရင်ကျွန်တော်တို့ဟာကြီးစုတော်နယ်ပယ်ထဲကိုလက်လာခြင်းပဲဖြစ်တယ်ဘာမှလှုပ်ဆရာမလို့ stop ဆိုတဲ့စကားလုံးတစ်လုံးပဲတင်လှုပ်လိုက်ရင်ဟုတ်ကနာကဖရားရဲ့မိကြတော်ကတန်ရှင်တော်ဝိညာဉ်တော်ကနေတစ်ဆင့်တည့်ရဲ့စိတ်နှလုံးထဲမှာတွန်းလောင်းလို့ရသွားသူကဘာနဲ့တူလဲဆိုရင်တဲ့မျိုးစစ်ကိုတဲ့တဲပုံကြားထဲမှာသွားချလို့ရှင့်အပိတ်မပေါက် ဒါပေမဲ့မျိုးစစ်ကိုမြေကြီးမှာချရင်တော့အပင်ပေါက်ယုံကြည်သူဆိုတာမြေကြီးအသက်သာဖြစ်တယ်တဲ့ကြောက်သေးအသက်သာမဟုတ်တော့ဒါကြောင့်မလို့မြေကြီးအသက်သာဖြစ်တဲ့အတွက်အသက်ဆိုင်ရာမျိုးစစ်ဟာပေါက်ကိုပေါက်လာရအောင်ဒါဆိုကျွန်တော်တို့ရဲ့အသက်သာထဲမှာ stop ဆိုတဲ့စကားလုံးကကျွန်တော်ရက်လိုက်တာ ਨੇ ကျွန်တော်တို့ရဲ့အထဲမှာခရစ်တော်မြစ်သာစီးလို့ရမရဖြစ်တဲ့သူကလည်း stop သူရဲ့ဇာတိကိုသူရက်လိုက်တာ ਨੇ သူ့အထဲကနေအသက်မျိုးစစ်စီးလို့ရခင်မွန်းတယ်လဲ stop လုပ်လိုက်ရင် ်ဂျေဇုတော်ရဲ့နယ်ပယ်ထဲမှာကျွန်တော်တို့ဟာအလိုလျောက်ရောက်လာပြီးသားဖြစ်တယ်ဆိုတာကိုနားလည်ရတယ်။ဒါကြောင့်တော့ကျမ်းစာကဘယ်လိုပြောလဲ။ယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ရသူရောက်။ယုံကြည်ခြင်းအားဖြင့်ဂျေဇုတော်လို့ပြောရင်ယုံကြည်ခြင်းနဲ့တွဲနေတာ။ဆိုတော့ယုံကြည်ခြင်းဆိုတာဂျေဇုတော်ထဲမှာရောက်လာဖို့တကပောက်တပောက်ဖြစ်တယ်။ဖြောင့်မတ်ရသူရောက်ခြင်းဆိုတာတကပောက်တပောက်ပဲဖြစ်တယ်။နော်ဆိုတော့ကျွန်တော်တို့ဟာဘယ်လိုယုံကြည်လဲ။ကျွန်တော်တို့ပြန်ပြီးဆန်းစစ်ရအောင်။မွေးလာတော့ယန်သူအနေနဲ့အပြစ်သားအနေနဲ့မွေးလာ။ အဲ့တော့ကျွန်တော်တို့ဟာအသက်ခံစားရဖို့အတွက်နှစ်ပတ်သက်အပြစ်ကိုဝန်ချမ်းသုံးပိုင်ရင်သခင်ယေရှုကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်လက်ခံရင်ဝန်ခံရင်နဲ့နော်သခင်ရဲ့အသွေးတော်ကိုယူဆောင်ရရင်လာရင်နဲ့ကျွန်တော်တို့ဟာဖြောက်မရရောက်ချင်းဖြစ်ပါအဲ့ဒါဟာတကပောက်ပဲဖြစ်သေးတယ်ကယ်တင်ခြင်းစရစပဲရှိသေးတယ်ကျွန်တော်တို့ဟာဒီဂျေဇူးတော်ပေါ်မှာလမ်းမှန်ပေါ်မှာရောက်ဖို့ဂျေဇူးတော်ပေါ်မှာရက်ချင်းဖြစ်တယ် အဲ့တော့ကျေးဇူးတော်ပေါ်မှာရက်ဒါကလမ်းမှန်ပေါ်ပဲရောက်ခြင်းပဲရှိတည်တယ်ဒီလမ်းမှန်ပေါ်မှာကျွန်တော်တို့လျှောက်ဖို့ကငြိမ်သက်ခြင်းနဲ့လျှောက်ရတာဖြစ်တယ်ဒါကြောင့်နံပါတ်3ဒီကောင်းမြတ်ခြင်းအရာနံပါတ်3ကငြိမ်သက်ခြင်းဆိုတဲ့စကားလုံးကိုပြောခြင်းဖြစ်တယ်အဲ့တော့ငြိမ်သက်ခြင်းတွားခင်မှာတော့ကျေးဇူးတော်အဲ့တော့ကျေးဇူးတော်ဆိုတဲ့စကားလုံးကိုခရိယန်တွေတိုင်းနဲ့တက်အရာအလုံးကိုကျွန်တော်တို့ကကျေးဇူးတော်လို့ပုံချတာများတယ် ဒါပေမဲ့ယနေ့ကျွန်တော်တို့ဟာဘာကိုမနစ်သက်ဘူးလဲဆိုခရိယာနေတော်တော်များများဟာဘေးဒုက္ခကိုမနစ်သက်ဘူးဘေးဒုက္ခရောက်တာနဲ့ကျွန်တော်တို့ညီးမယ်ထွားမယ်ဆိုတာကြီးပဲဘေးဒုက္ခတွေ့ကြုံရတာနဲ့ကျွန်တော်တို့ဟာဘယ်မှာတက်ပြီးတော့ယင်ဖွင့်တော့လဲဆိုတော့ဟိုးဖရာရဲ့မျက်မှောက်တော်မှာယင်မဖွင့်ဘူးလေတော့ကျွန်တော်တို့ကအဂျူတုမှာသွားပြီးတော့ဒုတိယကောင်းကင်မှာသွားယင်ဖွင့်တာ Facebook ပေါ်မှာသွားယင်ဖွင့်တော့တကဘာလုံးကတွေ့ရရောကိုယ့်ရဲ့ယင်ဖွင့်တန်ကိုယနေ့ကျွန်တော်တို့ရဲ့စိတ်နှလုံးကဘယ်ထုံဝဲလက်ရလဲဆိုဝိညာဉ်တန်ကိုပဲလက်ရအောင် ကိုယ့်ရဲ့ယင်ဖွင့်ခြင်းကဝိညာဉ်ထဲမှာရှိတဲ့ခရစ်တော်စီကိုပဲလက်ရတာเนาะကျွန်တော်တို့ကဟိုးလူပုပ်ကိုယ်တွေစီကိုတွားလဲရင်တော့တည်ခြင်းတည်ခြင်းမဖြစ်စေကျွန်တော်တို့ကိုအသက်မဖြစ်စေဒါကြောင့်ဘီဒုက္ခဆိုတဲ့စကားလုံးကိုကျွန်တော်တို့ကမလက်ခံခြင်းเนาะဒါပေမဲ့ဘုရားသခင်ဟာဒီဘီဒုက္ခကိုတွေ့ကြုံခံစားစေခြင်းကအကြောင်းရရှိတယ်ဘုရားသခင်ကဘုရားသခင်အနေနဲ့ပဲကောင်းငင်ပုံမှာနေရင် AC ပဲနေလို့ရတယ် ဲ့ဒီဖျားသခင်ကမြေကြီးပေါ်မှာဆင်းလာတယ်လွန်ခဲ့တဲ့နှစ်ပေါင်းတောင်လုံးကသခင်ယေရှုခရစ်အနေနဲ့ဆင်းလာတဲ့အခါကျတော့ဒီမြေကြီးပေါ်မှာတွေ့ရမယ့်ဘေးဒုက္ခအားလုံးကိုလူအနေနဲ့သူကိုယ်တိုင်လာရင်ဆိုင်ရတာအကြောင်းရင်းရှိတယ် ယနေ့ကျွန်တော်တို့ဒီဒီဘေးဒုက္ခကိုရှောင်လွဲလို့မရဘူးသူလဲလူအနေနဲ့လာပြီးတော့တော့ယဉ်ဆိုင်ဖြတ်တန်းနေရခြင်းဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကဘေးဒုက္ခကိုမတွေ့ကြုံစေခြင်းဘူးဘေးဒုက္ခကိုမတွေ့ပြရစေနဲ့လို့ဖခင်ကိုဆုတောင်းရင်သင်ဟာတခင်ယေရှုခရစ်တော်ကိုညှင်းပယ်တာနဲ့အတူတူပဲတဲ့ဒါကြောင့်မလို့ကျွန်တော်တို့လောကမှာတွေ့ကြုံရမယ့်ဘေးဒုက္ခဟာတော့ကျွန်တော်တို့အတွေ့ရုပ်ဖြတ်ထားတဲ့ကောင်းကြီးမင်္ဂလာလို့ခေါ်နော်အဲ့ဒါဟာဂျေဇုတော်ပဲဖြစ်တယ် ကျေးဇူးတော်ဟာဘေးဒုက္ခအနေနဲ့တင့်စီကိုလာရောက်လေပတ်ခြင်းပဲဖြစ်တယ်ဆိုတာကိုနားလည်ဖို့လို့ဒါကြောင့်နော်ဘေးဒုက္ခကိုတွေ့ကြုံတိုင်းမှာဟောကျေးဇူးတော်နောက်တစ်ပါးလာပဲလာပြီးငါစီကိုတပါးပြီးတပါးထပ်ဆင်းပြီးတော့လာပြီးနောက်ဆုံးကျေးဇူးတော်ကိုဘယ်လိုတုံးထားလဲဆိုတော့ခတ်သိမ့်တော်ကျေးဇူးတော်လို့တုံးထားအဲ့တော့ခတ်သိမ့်တော့ကျေးဇူးတော်ဟာကျွန်တော်တို့ကိုဘုံတော်အထက်ထိခေါ်ဆောင်သွားတယ်ဆိုတာကိုတွေ့ရတယ်။နော်ဒါကြောင့် နော်ဒီကျေးဇူးတော်မှာကျွန်တော်တို့ရက်တည်ပြီးရင်ငြိမ်သက်ခြင်းမှာဆက်လက်ပြီးတော့ရှောက်လန်းဖို့ရန်အတွက်ဖြစ်ပါတယ်နော်ယောမငါးတက်မှာသူကငါတို့ယေရှုခရစ်အားဖြင့်ဖခင်ထံမှာငြိမ်သက်ခြင်းကိုရရှိကြတယ်ဒီငြိမ်သက်ခြင်းကိုဘယ်မှာရလဲဖခင်စီမှာရရှိကြယောမအခန်းကြီး3မှာတော့ကျွန်တော်တို့အပြစ်သားဘဝကိုဖော်ပြတဲ့အခါမှာဒီငြိမ်သက်ခြင်းနီးလန်းကိုမသိကြအောင်ဘာသာတရားညောင်များစွာသောဘာသာတရားဟာလည်းဒီငြိမ်သက်ခြင်းလန်းကိုပဲရှာဖွေနေကြတာပဲ။ဒါဒါပေမဲ့ နော်ဒီငြိမ်သက်ခြင်းနီးလန်းကိုမတွေ့ကြအောင်နော်ဒါပေမဲ့အဲ့ဒီငြိမ်သက်ခြင်းဟာဘယ်မှာပဲရှိလဲဆိုတော့ခရစ်တော်ကိုယ်တိုင်ပဲဖြစ်တော့နော်ဒီကနေ့ခရစ်တော်ရဲ့ငြိမ်သက်ခြင်းဟာကျွန်တော်တို့ရဲ့စိတ်နှလုံးမှာအုပ်ဆိုးစေဖို့ရန်အတွက်ပဲဖြစ်တယ်ဆိုတော့ကျမ်းစာတစ်ပိုဒ်ကပေါ်ပြထားတယ်ဒါကြောင့်မလို့နော်ငြိမ်သက်ခြင်းဟာကျွန်တော်တို့အတွက်ရှောက်လန်းဖို့အတွက်ဖြစ်တယ်ဆိုတော့နားလည်ရတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့နော်အကြောင်းအရာတစ်ခုရှိတယ်လူကာခန်းကြီး9မှာ နော်အပြစ်ပြုတဲ့အမျိုးသမီးတယောက်ကနော်တခင်ယေရှုကရှစ်မွန်ဆိုတဲ့သူတယောက်အိမ်မှာတွားနေတဲ့အခါမှာနော်ကျန်တပ်ပါရီရှဲတွေကတခင်ယေရှုကိုနော်စောက်ကြည့်အဲ့တော့အဲ့ဒီအမျိုးသမီးတယောက်ကဝင်လာတယ်နော်ဝင်လာပြီးတဲ့အခါမှာတခင်ရဲ့နော်ကြောက်ဖြူခွက်ကိုထုခွဲပြီးတော့နော်ဒီကနေ့သူရဲ့မျက်ရည်နဲ့တခင်ယေရှုရဲ့ခြေကိုဆေးပြီးတော့နမ်းရှုပ်နေတာကိုတွေ့ရတယ် အဲ့တော့နဂျန်တပါရီရှယ်ရာချီနော်သူဟာတကယ်ပရောဖက်မန်တယ်ဆိုရင်ဒီမင်္ဂလမဟာဘာဘာမိမမျိုးလဲဆိုတာသူတိမယ်လို့ပြောတယ်အဲ့နဲ့တခင်ယေရှုကတိတယ်တိတဲ့အခါမှာရှစ်မုံကိုမီးတယ်ကျွေးရှင်တယောက်မှသူကကျွေးတဲ့နှစ်ယောက်ရှိတယ်တဲ့ဘယ်တယောက်ကကျွေးရှင်ကိုပို့ချစ်မလဲဆိုပြီးတော့မီးတယ်ရှစ်မုံကပြဖြေအကျွေးများပြီးတော့အကျွေးပြန်မဆက်နိုင်တဲ့သူကိုကျွေးကျွေးရှင်ကကြီးစုပြုထားရဲ့တဲ့ ကျွေးပိုများတဲ့သူကပိုချစ်မှာဗောတဲ့အဲ့ဒီလိုပြောနော်အဲ့ဒါကြောင့်မလို့နော်သခင်ယေရှုကဟုတ်တယ်နေပြောတာမှန်တယ်ရှင်မုံအပြစ်ပိုများတဲ့လူကဘာဖြစ်လဲငါကိုပို့ပြီးတော့ချစ်တယ်ကြည်ဒီမိမကိုကြည်ငါနဲ့အိမ်ကိုလာထိုင်တယ်နော်နင်ကဆေးဖို့နဲ့ချေဆေးရမပေးထားနော်နင်ကကိုမနမ်းဘူးဒီအမျိုးသမီးအောင်နမ်းတယ်သူရဲ့မျက်ရည်နဲ့ငါရဲ့ချေကိုဆေးတယ် နော်ကြောက်ဖြူခွဲ့နဲ့ဒီကနေ့စီမွေးလောင်းတယ်အဲ့ဒါနဲ့အဲ့ဒီအမျိုးသမီးအပြစ်ပြုတဲ့အမျိုးသမီးတယောက်ကိုတခင်ကလုကာအခန်းကြီးခနဲ့ခန်းငယ်90မှာမှာပြောတယ်ငါသမီးတင့်ရဲ့အပြစ်ကတင့်ကိုလွတ်စေပြီးငြိမ်ဝှက်ချင်းလိုက်သွားတော့ငြိမ်သက်ချင်းလန်းထဲမှာနေသွားတော့ဆိုပြီးတော့အဲ့ဒီလိုပြောထားတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ရဲ့တကြထဲမှာတခင်ဖရားရဲ့ချစ်ချင်းမိကြအမျိုးသမီးတယောက်ဟာတခင်ရဲ့ချစ်ချင်းကိုခံစားရတာ တခင်ရဲ့ချစ်ချင်းကိုခံစားရတယ်တခင်ရဲ့ကျေးဇူးပြုခြင်းကိုခံစားရတယ်တခင်ရဲ့ကယ်တင်ခြင်းကိုခံစားရပြီးတဲ့သူဟာငြိမ်သက်ခြင်းလမ်းထဲမှာဆက်လက်ပြီးတော့ရှောက်ရတဲ့အသက်တာရှိတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာတခင်ရဲ့ချစ်ချင်းမေတ္တာတခင်ရဲ့ကျေးဇူးပြုခြင်းမှာကျွန်တော်ချစ်ချင်းမေတ္တာကိုခံစားပြီးရင်နံပါတ်1ကျေးဇူးတော်မှာကျွန်တော်ရက်ပြီးရင်နံပါတ်3ငြိမ်သက်ခြင်းလမ်းထဲမှာကျွန်တော်တို့ဆက်လက်ပြီးတော့ရှောက်သွားရတာဖြစ်တယ်။ကျွန်တော်တို့အတွက်ပြုနေတဲ့အရာအားလုံးဟာငြိမ်သက်ခြင်းနဲ့ပဲပြုဖို့ဖြစ်တယ်။ကျွန်တော်တို့အတွက်ငြိမ်ဝှင့်ခြင်းချမ်းသာရှိပြီးသားဖြစ်တယ်။ ဗုဒ္ဓနေတော့ကကျွန်တော်ကျန်းစာဖတ်သွားတယ်တတမနေ့ကိုသခင်ဖရားကနားနေတယ်အဲ့ဒီနားနေတဲ့နေ့ကိုမှသခင်ကဥပုံနေ့အဖြစ်တတ်မှတ်ထားပေးလိုက်တယ်ငါနဲ့အတူငြိမ်ဝတ်ချင်းချမ်းသာငါနဲ့အတူငြိမ်သက်ချင်းဆိုတဲ့အရာကိုခံစားပါလို့ပြောတာငါရဲ့ဖန်ဆင်းပြီးတဲ့ဖန်ဆင်းထားတဲ့အလုတ်မှာလူကိုမပါဝင်စေပါလူကိုပါဝင်စေတဲ့အရာက6ရက်မြောက်နေ့မှာလူကိုပါဝင်စေပြီးတော့9ရက်မြောက်နေ့မှာလူကိုအတူတုနဲ့အတူနားစေချင်တာ ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့စိတ်နှလုံးထဲမှာဘုသူရဲ့ညင်တဲ့ခြင်းပဲအုတ်ဆိုးစီတယ်လဲဆိုတော့ခရစ်တော်ရဲ့ညင်တဲ့ခြင်းပဲအုတ်ဆိုးစီပါလို့နော်ဩဝါဒစာထဲမှာအဲ့လိုဖော်ပြထားခြင်းဖြစ်တယ်။နော်နေကျွန်တော်တို့ရဲ့အသက်တာထဲမှာကျွန်တော်တို့ပြုနေတဲ့အလုပ်ကျွန်တော်တို့ဆောင်ရွက်နေတဲ့အလုပ်ညင်တဲ့ခြင်းရှိလားညင်တဲ့ခြင်းမရှိရင်တော့ယနေ့တခုခုတော့မာနေပြီဆိုတာကိုနားလည်ဖို့ရန်အတွက်ဖြစ်ပါတယ်။နောက်ထပ်နံပါတ်၄တခုကမျောလင့်ခြင်းဖြစ်ပါတယ်။နော်ကျွန်တော်တို့အတွက်မျောလင့်ခြင်းရှိရယ်။နော်ကျွန်တော်တို့ ဒီလောကဟာကျွန်တော်တို့အတွက်အိမ်မဟုတ်ဒီလောကဟာကျွန်တော်တို့ခဏလာနေရတဲ့ကျွန်တော်ဧည့်သည်အင်္ဂါလူတွေပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မျော်လင့်ရမယ့်နေရာကျွန်တော်တို့ရဲ့မျော်လင့်ခြင်းရှိရင်တခင်ဖျားဒုတိယအချိန်ပြန်ကြွလာတခင်ဖျားဒုတိယအချိန်ကြွလာရင်ဒီမြေကြီးဟာသူ့ရဲ့နိုင်ငံတော်အနေနဲ့သူတည်ထောင်မယ်ဆိုတာလေကျွန်တော်တို့မှာမျော်လင့်ခြင်းရှိတယ်ကျွန်တော်ဒီဒုက္ခဆင်းရဲတွေကိုတွေ့ကြုံရခြင်းဟာခဏ ဲ့တဲ့အနေနဲ့ပဲဒီဒုက္ခဆင်းရဲကိုတွေ့ကြုံရတာကျွန်တော်တို့အတွက်ထာဝရနေရမယ့်အိမ်ကျွန်တော်တို့အတွက်ထာဝရရှိရမယ့်နေရာကျွန်တော်တို့အတွက်မျော်လင့်ခြင်းရှိတယ်အဲ့ဒီမျော်လင့်ခြင်းအကြောင်းဘုံတော်ကိုဖြစ်စေဒါကြောင့်မလို့အခုကျွန်တော်တို့မြေကြီးမှာနေကြတဲ့ကနဘ၅ဖြစ်တဲ့အသက်တော်ရဲ့ကဲ့တင်ခြင်းကိုကျွန်တော်တို့လိုအပ်တာဖြစ်တယ်เนาะဘာကြောင့်လဲဆိုတော့အဲ့ဒီယောမ၅30မှာအသက်တော်ရဲ့ကဲ့တင်ခြင်းအကြောင်းကိုပြောထားတယ် အကြောင်းမူကားယံတူဖြစ်လက်ပင်ဖရာခင်ဤသားတော်အတိခံတော်မူခြင်းအဖြစ်ငါတို့ဒီဖရာနဲ့ပြန်လဲတင့်မြတ်ခြင်းဂျေဇူးကိုခံရဂျေဇူးတော်ကိုခံရဒီမှန်လဲပြန်လဲတင့်မြတ်ပြီးမှအသက်တော်အဖြစ်ကဲတင်တော်မူခြင်းတို့ရောက်မီခုတာ၍မျောလင့်စရာရှိ၏ကျွန်တော်တို့အသက်တော်ရဲ့ကဲတင်ခြင်းလိုပါကျွန်တော်တို့ရဲ့အတ္တကြာထဲမှာဝိညာဉ်ကဲ့တင်ခြင်းရတဲ့တေရင်ငရဲမတွားရတော့ဘူး နော်အဲ့ဒီကဲတင်ချင်းကခရိယအတ္တစာရဲ့တတိမမကဲတင်ချင်းပဲဖြစ်ပါတယ်နေ့ရက်စဉ်တိုင်းမှာကျွန်တော်တို့ကိုဖရာကအသက်တော်နဲ့ကဲတင်ပေးတယ်ကျွန်တော်တို့ကိုအနုလက္ခဏာအရာတွေနဲ့ထဲကနေကဲတင်ပေးတယ်ကျွန်တော်တို့နေ့စဉ်ဒေါတာထွက်တယ်နေ့စဉ်ကိုရအာတအတွက်ကိုတက်ရှင်သေးတယ်အဲ့ဒီထဲကနေလဲဖရာကကဲတင်နေစေဖြစ်တယ်နော်ကျွန်တော်တို့ကိုအမြဲဒုက္ခပေးနေတဲ့အပြစ်ရှိတယ်ဒီအပြစ်တွေထဲကနေလဲဖရာကနော်ကဲတင်ပေးတယ်ဒီအပြစ်ကြောင့်ငါတို့ဟာတည်ခြင်းတရား ငါတို့ရဲ့အထက်ထဲထဲမှာဆက်ရှိနေအဲ့ဒီတည်ခြင်းတရားအောက်ကနေလဲငါတို့ကိုကဲတင်တယ်ဆိုတာကိုတွေ့ရတာနောက်တစ်ခု လောကမှာနေတဲ့အတွက်လောကီဆန်ဒီလောကဆန်ခြင်းကနေလဲဘုရားကကျွန်တော်တို့ကဲတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟာလောကကနေခွဲထားခြင်းခံရပြီးတော့ခွဲခြားလိုက်ပြီးတော့တန့်စင်ခြင်းနော်ဘုရားရဲ့တန့်ရှင်းစင်ကြယ်ခြင်း เนาะအဲ့ဒီအဲမှာကျွန်တော်တို့ရောက်လာဖို့ရန်အတွက်ဘုရားကကျွန်တော်တို့ကိုခေါ်တာဖြစ်တယ်နောက်တစ်ခုကျွန်တော်တို့ရဲ့ဇာတိဖြစ်ခြင်းเนาะဇာတိပဂရိဖြစ်ခြင်းကျွန်တော်တို့အရောက်ချင်းစီနိုင်ဇာတိအဲမှာပဲအသက်ရှင်ပြီးတော့ဒီလောကကနေထွက်ခွာဖို့ဘုရားလိုမရှိဘူးဇာတိရဲ့အသက်ကနေတားတော်ရဲ့ပုံတရံပြောင်းလဲခြင်းကိုခံရဖို့ဘုရားကငါတို့ကိုကယ်တင်တယ်အသက်တော်အပြင်ကယ်တင်တယ်နောက်ထပ်တစ်ခုကျွန်တော်တို့ရဲ့အသက်တာထဲမှာအာတကိုကြိုက်နစ်တဲ့ခြင်းကနေကယ်တင်တယ် အတကိုကြိုက်နေတဲ့ချင်းကနေကဲတင်တော့ဖယားရဲ့သားဦးဖြစ်တဲ့ခရစ်တော်ရဲ့ပုံတံတန်နဲ့တထန်သူညီလာနော်တထန်သူညီချင်းကိုရောက်လာချင်းဖြစ်တယ်နောက်ဆုံးတစ်ခုကတဦးတဲ့ဖြစ်ချင်းကနေပြီးတော့ကဲတင်တယ်တတိပုဂ္ဂလနေချင်းနဲ့တယောက်တည်းပဲနေချင်းနဲ့ငါဟန်ကဖယားနဲ့မှန်ရပြီးပြီနော်ငါဟန်ကတဦးတဲ့နေချင်းနော် तू ကတဦးတဲ့နေရင်နေရင်နဲ့ तू ကဘာဖြစ်လာလဲဆိုတော့စာတန်ရဲ့သားကောင်ဖြစ်သွားတယ်ဆိုတော့မတည် ဒါကြောင့်မလို့သူဥထက်မနေစေခြင်းဟိုအများဆိုင်ရာမှာနေစေခြင်းလဲဆိုတာခရစ်တော်ကသူ့ရဲ့ကိုယ်ခန္ဓာကိုတိဆောက်ခရစ်တော်ကကိုယ်ခန္ဓာတစ်ခုထဲမှာအခြားသူတွေနဲ့လာရောက်တိဆောက်ခံဖို့လာရောက်စုံလင်ခြင်းခံဖို့လာရောက်စားတောက်ဖို့เนาะအတူတကွလာရောက်ပြီးတော့စပွဲဝိုင်းမှာအတူတကွလာစားတောက်ဖို့ဝိညာဉ်ဆိုင်ရာစားစရာကိုလည်းလာစားတောက်ဖို့စုံလင်ခြင်းเนาะအထူးသဖြင့်เนาะဒီကနေ့ဒီထဲမှာတိဆောက်ခြင်းတွေရှိတယ် အဲ့ဒီထဲမှာလာရောက်တိဆောက်ခံဖို့အသက်တော်အားဖြင့်နေရစင်တိုင်းကဲတင်ချင်းခံရဖို့လိုပါနောက်ဆုံးအနေနဲ့ဘုံတော်ဆိုတဲ့အကြောင်းအရာကဒီကနေ့ကျွန်တော်တို့ဟာကြဆင်းသွားတဲ့အပြစ်သားဟာဒီဘုံတော်ထဲမှာခေါ်စင်ခေါ်ဆောင်ချင်းခံရတယ်ဘုံတော်အထဲသို့ပြောင်းလဲချင်းခံရတယ်ဆိုပြီးတော့တော့ဖော်ပြနေချင်းဟာ ဒီအရာထက်ကြီးမြတ်တဲ့မင်္ဂလာမရှိဘူးဆိုတာအောင်เนาะ။ဒါကြောင့်လဲဆိုဟိပြေအခန်းကြီးအခန်းကြီးနဲ့အခန်းငယ်30မှာဘုရားရခင်ဟာမြတ်စွာဘုရားတွေကိုဘုံတော်အထဲမှာခေါ်ဆောင်တယ်ဆိုတာကိုဖော်ပြထားတယ်။เนาะဆိုတော့ကျွန်တော်ဘုံတော်ဟာရောက်လာမယ်အရာကိုကျွန်တော်တို့ဟာမျောလင့်နေတယ်။အဲ့ဒီဘုံတော်ဟာတခင်ဖျားကိုတော်တိုင်ကြွလာတဲ့အချိန်ကျရင်တော့ငါတို့ဟာထိုးတခင်နဲ့တူချင်းတော့ဒီဘုံတော်တခင်ရဲ့ဘုံတော်နဲ့ကျွန်တော်တို့ရဲ့အထဲမှာရောက် ပြုတ်ပေးနေတဲ့ဘုံတော်ဟာတကြိမ်ထဲမှာတနည်းကြရင်အတူတကွာဆုံဖက်ပြီးတော့တခင်နဲ့တဒံသူချင်းကိုရှိစေမယ်ဆိုတာကိုငါတို့ကနော်မျော်လင့်ခြင်းနဲ့အသက်ရှင်ကြအသက်ရှင်ကြဒါကြောင့်ယနေ့ကျွန်တော်တို့ရဲ့အသက်ကြအထဲမှာဒီအကြောင်းအရာ6ခုတန်ဖိုးဖြတ်လို့မရနိုင်တဲ့ဝိညာဉ်ဆိုင်ရာကောင်းကြီးမင်္ဂလာ6ခုကိုယနေ့ကျွန်တော်တို့ကိုသုံးပါးသဘာဖရားကကျွန်တော်တို့ရဲ့အသက်ကြအထဲကနေနေရစင်တိုင်းခံစားပြီးနေတဲ့အရာကိုကျွန်တော်တို့ခံစားဖို့ဖြစ်တဲ့ ဂျေဇုတော်တပားကနဲ့တပားမကောင်းခတ်သိမ်းတော့ဂျေဇုတော်ဟာကျွန်တော်တို့ကိုစုံလင်လာစေတယ်ကျွန်တော်တို့ကိုတည်ဆောက်ပေးနေတယ်ကျွန်တော်တို့ကိုအသက်တော်အဖြစ်ကယ်တင်ပေးနေတဲ့ဂျေဇုကိုကျွန်တော်တို့အရောက်ချင်းစီတိုင်းခံစားဖို့ရန်အတွက်ဒီနှုတ်ကပတ်တော်အဖြစ်ပြန်လည်ပြီးတော့ဝင်ငါစီစဉ်ခြင်းဖြစ်ပါတယ်အာမင်